ထဲမှာတေးကြပါတယ်။တင်းစိန်တို့တိုင်းရွှေတို့ကပါတာလုံးဝတေးကြပါတယ်။အစိုးရဖြစ်စီတော့ခြောက်လုံးသားနေအိမ်များမှနေပြီးတော့စစ်ရုံတမရအိမ်တော်တို့ဆင်းရဲလုံးပဲမင်္ဂလာပါ။ဒီလိုခွေးတောင်းစားမျိုးကလူပြည်မှာကိုထားတယ်ဗျာနော်။ကိုမက်ပါလဲထားတယ်ထားတယ်ရေးပြီးခဲ့ပါဦးခင်ဗျာနော်။ဒီကောင်ကငလင်လှုပ်တာဗောနော်တတိုင်းပြည်လို့စိတ်တော့ကရောက်နေရတဲ့အချိန်မှာငလင်လှုပ်တာအိမ်တွေပြိုတာမြေတွေပြိုတာနော်လူတွေတေးတာဝမ်းစာနေတဲ့ကောင်မျိုးမှာပါတယ်ဗျာနော်။ ထောင်ထားနေအိမ်များစစ်ရုံးများတက်ကတူခမကြီးများအကုန်လုံးနှလင်ကြောင့်ပါကုန်ပြီတဲ့ဝမ်းသာဆရာပဲဒီအတွက်တစ်ဖက်မှာပြီးသူအတွက်ကြည့်မယ်ဆိုလို့ဝမ်းနဲ့ဆရာကောင်းပေမဲ့တစ်ဖက်မှာစစ်ခွေးနှလင်ထဲမှာပါကုန်ပြီအဲ့တော့ကျွန်တော်တို့အစိုးရနားတော်ကြည့်အောင်နေပြီးတော့ရှိတန်းရွှေဒင်းစေမင်းအောင်လည်းတို့နေအိမ်များအပေါကွင်းချောင်းလုံးသားနေအိမ်များစီယုံနဲ့သမရအိန်တော်တို့မရှင်တန်းကြောင့်ဆူဆူဝါဝါပြက်စီမှုရှိပြီးအင်ဂျင်နီယာများအဖွဲ့ကချက်ချင်း မင်းအောင်နဲ့အမင်းကြောင့်ချက်ချင်းပြေးနိုင်တယ်လို့ဆိုပါတယ်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့28ရက်နေ့မှာကျွန်တော်ပြောပါတယ်တတိပေါက်ကြမှုကြောင့်အရာကျွန်တော်ပြောခဲ့ပါတယ်ဒါပေမဲ့ဘောမာတွေကမယုံအခုတော့တတိမနေရာမှာအကုန်လုံးလာနေပါပြီချက်တစ်တို့မှာကြီး VPC ရောက်မှာလဲကြည့်ကြည့်လိုက်ပါအဲ့တော့ကျွန်တော်အဆုံးအထိနားတော်ကြည့်အောင် ဒီဗီဒီယိုရှိအာကာရှင်ဟောင်းတိုင်းထရီတမရဟောင်းတင်းစိလက်ရှိအကြံဖက်စစ်ခေါင်းဆောင်မင်းအောင်လိုင်တို့ဤနေအင်းများအပါဝင်၆လုံးသားနေအင်းများစစ်ယုံနဲ့တမရအိမ်တော်တို့နှစ်နှစ်တန်းကြောင့်ဆွဆွဝဝပြည့်စုံမှုရှိပြီးအင်ဂျင်နီယာများအဖွဲ့မှတက်ချင်းပြည်နေကြောင်းနေပြီးတော့စစ်ဖက်တရင်ကြီးမြစ်ကစိုးခဲ့ပါတယ်မတ်လ28ရက်နေ့မွန်လွဲပိုင်းလှုပ်ခတ်ခဲ့သောနှစ်နှစ်ကြောင့်နေပြီးတော့ရှိစစ်ခေါင်းဆောင်နဲ့ ခေါင်းဆောင်ဟောင်းများဤချက်လုံးတန်းဒီအိမ်များဖြက်စစ်မှုရှိခဲ့ပြီးဘုံဘူးကြီးများမြောက်များစွာအဲ့ဒီငလင်တန်းကြောင့်ပါသွားခဲ့တယ်လို့သိရပါတယ်။စောက်ယူမင်းမျက်လုံးနဲ့မြင်ခဲ့လား။ဟုတ်ပြီမဲ့စစ်ကောင်စီကတပင်းကိုဖုံးကွယ်ထားတဲ့တကြောင်မထုတ်ပြန်ခဲ့ဘူးမချိန်မှာမချိန်ရခဲ့ပြီဘူး။ဒီထဲမှာတေးကြပါတယ်။တင်းစိန်တို့တိုင်းရွှေတို့ကပါတာလုံးဝတေးကြပါတယ်။အစိုးရဖြက်စစ်တော့ချက်လုံးတန်းဒီအိမ်များမှာနေပြီးတော့စစ်ယုံတမရအိမ်တော်တို့စစ်ကောင်စီမင်းအောင်နိုင်တို့ဤ တိုက်ရိုက်စီမံကိန်းခက်ခွဲမှုဖြစ်စစ်အင်ဂျင်နီယာတပ်ဖွဲ့ကအထူးအဖွဲ့များဖွဲ့စည်းကချက်ချင်းပင်စမှုများလှုပ်ဆောင်ရရှိကြောင်းတရင်ရေးမိကဆိုခဲ့ပါတယ်ထို့တူမြောင်းနိုင်တဲ့စိုးမွန်ကအချားနေရာမှာထွက်ပြေးရတယ်လို့သိရပါတယ်အော်နေပြီးတော့မှစကိုင်းနိုင်ထက်တော်မှာဆိုးရွားတယ်လို့သိရပါတယ်ဒီချဲမှာကျွန်တော်တို့တစ်ချက်တော့ပြန်ကြည့်ရမှာတင်းစိန်နဲ့တန်းရွှေတေးပြီးတာဘယ်ဘုံမှုကြီးတင်းနေပြီလဲဆိုတော့ကျွန်တော်တို့တရင်ကလည်းတင်းပြပေးသွားမှာပါ မင်းတို့နားထောင်နေတဲ့သတင်းကခွေးသစ်တို့ BBC တို့ VOA တို့ RP တို့ဟလားစောက်ရှူနယ်လဘင်းတို့နော်ပြည်သူတွေကိုရှောက်ပြီးတော့မင်းတို့ကောင်တွေနားလဲအစိတ်ထည့်နေကောင်တွေမင်းတို့ကောင်မျိုးကဒီလူပြည်မှာကိုထားတဲ့မင်းတို့ကောင်မျိုးနော်ပြပမှာနေပြီးတော့ရှောက်ပောက်ပန်း40နယ်လဘင်းတို့အုံတော့နဲ့ရှောက်ပြောပြီးရှောက်အော်မနေနဲ့အားလုံးကျေးဇူးပါဒီအချိန်မှာမှဒုက္ခရောက်တဲ့ပြည်သူကိုကဲဘုံမစိုးစားရင်အဲ့ဒီလူကိုကျွန်တော်တို့ကဘယ်လိုလုပ်အစိုးရလို့တတ်မှတ်ပါလဲဒါကတော့ခွေးနေပိမ့်ပါနော် ဘယ်လိုလို့ကျွန်တော်တို့အနာကက်ကိုသူတို့လက်တဲထဲမှာလဲဘယ်လိုလို့ကျွန်တော်တို့သူတို့ကိုယုံကြည်ပြီးအုပ်ချုပ်ပြီးအိမ်ချဖို့ဆိုတဲ့လူတွေပြည်သူကိုဗဇက်နဲ့မပြောနဲ့လက်တွေ့လာလို့လေဘယ်လိုချဖို့တွေထွက်လာလေနောက်ဆုံးအိမ်စစ်တပ်ကလူတွေယူနီဖောင်းပို့ထားတဲ့ပုံကိုယ်တွေဗိုလ်ချုပ်တွေပြည်သူကိုပြစ်တတ်ဖို့ ပြည်သူကိုနှိမ်နှင်းဖို့ပြည်သူကိုဖမ်းဆီးဖို့ပြည်သူကိုချိန်ချောက်ဖို့ဆိုတဲ့တနတ်တွေတကာကကားတွေတစည်းစည်းနဲ့တခါတလေဝိုင်းမယ်။ဦးပြည်သူကအကူအညီလိုနေတဲ့ချိန်ကြတော့ဘူးမှမလာဘူး။မနှုတ်ကောင်တွေပြပလေလျှောက်အောင်မနေနဲ့မြန်မာနိုင်ငံပြန်လာခဲ့။ဟမ်ဘောဘကကိုကိုကြီးတို့အုပ်စုတွေပြည်သူတွေပြည်သူတွေလာကြလေအသက်နဲ့လာရင်းလေကြောချင်တာကဒါဟာ ုတ်ကဲ့နောင်ချူမှာကျဲတယ်လို့ပြောတယ်။ဖြူးမှာကျဲတယ်လို့လည်းပြောတယ်။ပကိုင်းတိုင်းမှာလည်းကျဲတယ်လို့ခြောက်ဦးမှာလာပြီးသွားကျဲတယ်လို့ပြောတယ်ညရှင်းနိုင်ကျော်ကဘယ်မှာလဲပြည်သူတွေအဲ့တော့ပြောချင်တာကနိုင်ငံတကာကတော့သူထုံးစံနဲ့သူပြောနေတာပေါ့ဗျာသူတို့ရဲ့လုတ်ပိုင်ခွင့်ရှိတဲ့ဘာညာပေါ့ဗျာဒါပေမဲ့လက်တွေ့ဘာဖြစ်နေလဲအကုန်သိတယ်အခုကတစ်ကမ္ဘာလုံးကဒီသတင်းမီဒီယာတွေကပြောနေရင် အဓိကတော့တို့ကတော့ဒီဒီနာကက်ကိုပဲဟိုဒီငလင်ဘေးကိုပဲပြောတာပြောရင်ပြောနေရကူညီရေးကိစ္စတွေမှာကျွန်တော်တို့တော်လှန်ရေးကိစ္စတွေပါလာတာပဲအကုန်လုံးမြင်နေကြတယ်ဆောက်ယူဘသူဘေး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 နိုင်ငံကပြောလို့လေယူကဟမ်မင်းပါသက်ကရှောက်ဖွားနေမို့လားအဲ့တော့ကိုပါကိုပဲရှိတယ်အခုဆိုရင်မနေ့ကဆိုရင်ဒါအစ္စလမ်ဘာသာဝင်တွေရောတို့ရောတို့ဒီနေ့မနေ့မှာအကုန်လုံးညီမြုပ်သိမ်းကြိုလိုက်ကြအကုန်ပြီ နော်ဒါဖနာလုံးလိုက်ကြဆိုဘလို့မတတ်နိုင်ကိုယ့်အကူလို့ကိုယ့်အကူယူကိုယ့်အကူတူးပဲနော်ဥမနေရဆိုတဲ့ကလေးတွေအားလုံးမှာပိတ်မိနေတဲ့ကလေးတွေမှာကြောင်းမှာစာသင်ကျောင်းရှစ်ထပ်ပြီးပြောကြတော့နော်ဒီဒီကဲဆယ်ရေးတွေရပဲတခါတည်းဖြည်းဖြည်းဖြည်းနဲ့ဒီလူတွေဆွဲထုတ်နေတာလည်းတွေ့ရတယ်ဘယ်မှာလဲနိုင်ငံတော်ကမင်းမျက်လုံးတွေကန်းနေရပါနေမယ်ငပိတ်ရဘယ်မှာလဲနိုင်ငံတော်ကတစ်ကောင်လုံးတနက်ပြပြီးအခုအချောင်လိုချင်တဲ့လူတွေအချောင်စားချင်တဲ့လူတွေအိအုပ်အုပ်ကြီးဆိုတဲ့လူတွေ အုပ်လေးဆိုတဲ့လူတွေအချောင်လူတွေလူတွေအချောင်သွားပြီးတော့အစင်းတွေကပတ်စံတောင်းဟိုဟိုဒါညှစ်နေကြတယ်တကယ်တမ်းဒုက္ခရောက်တဲ့ဆိုဘယ်မှာလဲအုပ်ကြီးဘယ်မှာလဲမာဝတာဘယ်မှာလဲရဲဘယ်မှာလဲထောက်လန်းရေးဟုတ်ကွာနော်မင်းတို့လိုများထင်နေလားဟမ်ဓာတ်ပုံရပြီးရင်ဒိုင်းမို့တင်လူတွေမြင်အဆင့်မင်းတို့လိုနယ်ပိန်းလိုအုံနောက်လိုထင်နေလားအဲ့တော့ငါတို့စီကလူတွေကမြေပြင်မှာကွင်းဆင်းပြီးတော့လက်တွေ့လောက်တာကွာနော်ဘသူတိတိမတိတိနော် ကိုလိုက်တာကိုလုံးနေကွာရှင်းလားနော်မင်းတို့ကောင်မျိုးတွေမင်းတို့လူမျိုးတွေကနော်ဟိုပါဇက်ကသာပြောတာနော်ဟိုဓပုံလေးချပြီးရှူဆောင်လုပ်သွားတဲ့ကောင်လေးစောက်ရှူးနော်ပိန်းကနော်ပြောရင်မကောင်းတော့ဘူးကွာနော်ရမ်းရကြတယ်အေးမင်းတို့ကောင်မျိုးတွေလူပြီမှာဘာလို့မထားသိတဲ့နေမှာပါတယ်ကွာနော်